မကွေးတိုင်းကမ္ဘာမြို့နယ်တရက်ကမ္ဘာလမ်းမှာရင်းနသာကြီးရွာရှိရင်းနသာရဲစခန်းနဲ့ကပ္ပဆာစနစ်ကိုတိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပြီးနှစ်ဖက်တည်ဆုံးမှုရှိခဲ့တယ်လို့တရက်ခရိုင်တရင်လေးတာဝန်ရှိသူတွေစီကသိရပါတယ်။နိုဝင်ဘာ6ရက်မနက်6:00နာရီခန့်မှာအင်အား30ကျော်ရှိတဲ့စစ်ကောင်မရှင်တပ်နဲ့ရဲဘူးပေါင်းအဖွဲ့ကိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲ2နာရီကျော်ကြာဖြစ်ခဲ့ပြီးရင်းနသာရဲစခန်းကိုတိုက်ခိုက်နေချိန်ကပ္ပဆာစနစ်တပ်ကလည်း120နီးမှမှရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်ခဲ့ရာလေးလုံးကိုပြစ်ခတ်နိုင်ခဲ့တယ်လို့ 第一个样是得盈利的，人家伊都会开工人家搞表吧的。就、嗯，人家前期就是积累了一批，然后就呃前期人家有，本来是办牙，这个炒股了后办牙的，办牙炒股了万几股，然后登记了，然后就再登记后，有点钱嘛，哎，比如说，股票如果按照牛市那要暴文，啊嘛，啊就那里面还有我，然后现在交通上现在，哎，然后不收个人压力企业，我那么做一下，哎，然后就能够啊。 请请阿星啊，呃，今天请你了，然后，哎，这两天我就请你了，你哟，那那那那两个说话来给我的。တိုက်ခိုက်ခြင်းနဲ့နိုင်ခွဲအတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီးတရက်ခရိုင်တရင်တွေကတပ်ဖွဲ့ဝင်2ဦးသေဆုံးလာတဦးထဏ်ရာရခဲ့သလိုစစ်ကောင်စီဘက်ကလည်း9ဦးသေဆုံးပြီးထိခိုက်သူများပြားခဲ့တယ်လို့မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့အတည်ပြုချက်အရကိုမြတ်ကပြောပါတယ်ကပါစာစနစ်တဲ့ကို short တိုက်တုံးလေးပြခတ်ရမှာစစ်ရုပ်ဧရိယာဝင်တွင်ကြားရောက်ပွဲမှုရှိခဲ့ပြီး တိခိုက်တည်ဆုံးမှုကိုတော့စုံစမ်းနေစေလို့ဆိုပါတယ်။ဆက်ရောင်းတွင်ရှော့တိုက်တွန်ကြားရောက်ပတ်ဝဲပြီးနောက်လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ရာတရဲမျိုးနဲ့ညောင်မင်းသားကြီးရွာကိုကြားရောက်ပတ်ဝဲခဲ့ပြီးနေအိမ်တလုံးပြည်စည်းကတက်ကြီးပိုင်အမျိုးသမီးတအုပ်တရားရခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးထိမှန်တာကြောင့်ပစင်းနေကြီးရွာကတက်ကြီးအမျိုးသမီးနှစ်ဦးတရားရပြီးနေအိမ်သုံးလုံးပြည်စည်းကအုပ်ဘုံကြီးရွာကအသက်30ဝန်းကျင်အမျိုးသမီးနှစ်ဦးတရားရပြီးနေအိမ်သုံးလုံးမိတော်မျက်စိခဲ့ပါသေးတယ်။ဒါအပြင် ယင်းနဲ့သာရေစကန်တိုက်ခိုက်ခံရခြင်းကမ္ဘာစစနစ်နဲ့ကမ္ဘာမျိုးကကစစ်ကောင်စီတပ်ဖွဲ့ဝင်160ကျော်နဲ့စစ်ကူလာခဲ့သလိုလက်နက်ကြီးအပါအဝင်ဂျက်ဖိုက်တာနဲ့ပါပုံကျဲတာကြောင့်ကမ္ဘာမျိုးနဲ့စုံကုန်းရွာနဲ့တင်းကုန်းတထောင်ကြီးရွာအနီးကျရပါခွဲခဲ့ကတရက်ကမ္ဘာလမ်းမရှိအရေးပါတဲ့စကားတစင်းပြစည်းခဲ့သေးတယ်လို့သိရပါတယ်တိုက်ပွဲကြောင့်ယင်းနဲ့သာစုံကုန်းတမယာပုညိုကြီးနီကြောက်ချောင်းတင်းကုန်းတောင် ရောင်မင်းသာအုပ်ပုံပစင်းနေရွာတွေက ဒေသခံ၄000ကျော်ထွက်ပြေးတင်းရှောင်နေကြရပါတယ်။ကမ္ဘာစစနစ်နဲ့ကမ္ဘာဘက်ကစစ်ကူလာတဲ့အဖွဲ့တွေကတော့နိုဝင်ဘာ6ရက်ညပိုင်းမှာဒီနေ့သာကြေးရွာကိုရောက်ရှိပြီးနိုဝင်ဘာလ9ရက်မှာကြေးရွာတွေကနေအိမ်တွေကိုဝင်ရောက်ဝင်ရောက်နေတယ်လို့သိရပါတယ်။